ခေတ်ကာလကြာလာတာနဲ့မြန်ကျွန်တော်တို့မြန်မာတွေရဲ့ရှည်ရင်းစွဲကောင်းမွန်တဲ့ delay ဇီးရိုက်တွေဟာပုံမူကောင်းမွန်လာမယ်အစားမှမာရင်တဲ့အတွေးခေါ်တွေအယူအဆတွေရှိနေတာဖြစ်တဲ့အတွက်အခြားသောလူပုဂ္ဂိုလ်တွေကိုသက်ဖြတ်တာတွေနောက်ဆက်တာတွေဟန်တာတာတွေပုတ်ခတ်တာတွေစော်ကားတာတွေအနိုင်မှာတဆင့်အခုနောက်ပိုင်းမှာကျွန်တော်တို့ရှံဖက်ပြုတ်လာတဲ့အခြေအနေတွေထိရောက်ရှိလာတာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေဟာ liberal ဆိုတဲ့အသုံးနှုန်းနဲ့အဓိပ္ပာယ်ကိုမမှန်ကန်ကန်ခံယူဖို့လိုပါတယ်အခုလက်ရှိနောက်ဆုံးမိတဲ့ကျွန်တော်တို့တရုတ်ကျောင်းသူတယောက်ရဲ့ fan gas ပေါ့ fan gas မိုးလေးမိတဲ့ဟာတော့ဒုတိယအကြိမ်ဖြစ်ပြီးတော့ဒီအကြောင်းအရာတွေအားလဲအစိုးရ liberal ကနေတဆက် မျိုးသားလုံးုံရေးကိုချိန်ချောက်လာနေတဲ့တာရကတစ်ခုဖြစ်တယ်လို့ပြောတာလို့ပါတယ်ဒီညမှာအလင်းသိမ့်သူတို့ကျွန်တော်ပတိုးချန်ပတိုးချန်ဆိုတာယောဂပစ္စယပစ္စည်းလူသားတွေရဲ့အနည်းနာပတ်ဝန်းကျင်မှာလက်ကမ်းမှာလူသားတွေကိုအကျိုးပြုနိုင်တဲ့အရာတွေရှိတယ်လို့လူသားတွေကိုဘေးဥပတ်ပြုနိုင်တဲ့အရာတွေရှိပါတယ်လူသားတွေယောဂဖြစ်စေနိုင်တဲ့အကြောင်းတရားတွေမှာယောဂဖြစ်စေတဲ့ပစ္စည်း အတူကြံယောဂပစ္စယဆိုတာရှိပါတယ်။အဲယောဂပစ္စယမှာတစ်ကတော့ကျွန်တော်တို့ဘက်တီးရီးယားတွေနှစ်ကတော့ဗိုင်းရပ်စ်တွေသုံးကတော့ဖန်ဂတ်ပိုမျိုးမျိုးတွေနဲ့လေးကတော့ပါရာဆိုက်ကပ်ပါပူပေါင်းစုံရှိပါတယ်။အဲ့မှာလူသားတွေအတွက်အကျိုးဖြစ်တဲ့အရာတွေကိုတော့ဝင်းမြူထားလို့ရပြီးတော့မှလူသားတွေအတွက်အကျိုးဖြစ်စေတဲ့အကျိုးရုပ်စေတဲ့မကောင်းတဲ့ယောဂဖြစ်စေတဲ့အရာတွေကိုတော့တာစီဟန်တာကြောင့်ဖြစ်ပါတယ်။ 2019ခုနှစ်မှာလဲဝူဟန်မြို့မှာရှိတဲ့ဒါကာဂန်တစ်ခုကနေဝူဟန်ဗိုင်းရပ်စ်တနည်းအားဖြင့်ကိုရိုနာဗိုင်းရပ်စ် disease 2019ကိုဗစ်ရောဂါ19ဆိုရက်ပါကလဲတကဘာလုံးပြန့်နှံ့လာပါတယ်ပြန့်နှံ့လာပြီးတော့ရောဂါအကတိဖြစ်ပြောင်းလဲသွားတာဖြစ်တဲ့အတွက်ဘသူကြံပစ္စည်းတွေတနည်းအားဖြင့် bio ကျွန်တော်တို့ဇီဝနဲ့ပတ်သက်တဲ့ bio terrorism ဇီဝအကြံဖက်မှုတွေအတွက်ကိုလည်းအထူးအလေးထားပြီးတော့မှကာကွယ်တင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ဒါအရောကျွန်တော်တို့ liberal အဆုံးရောက်ရဲ့ပေါ်ပေါက်လာတဲ့အကျိုးဆက်တွေဖြစ်ပါတယ်။အဲတော့ liberal liberal ဆိုတိုင်းအားလုံးကတော့ဒီပြည်စရာမရှိပါဘူး။ဥပဒေထိကောကျွန်တော်တို့ရှိဖို့လိုပါတယ်။လူသားတွေရဲ့အကျင့်စာရိတ္တကျင့်ဝတ်ကျင့်ထုံစိတ်ကမ်း ေကိုကျွန်တော်တို့စောင့်ထိန်ဖို့လိုအပ်ကြပြောကြလို့ဟုတ်ကဲ့ပါဆရာဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရောအစွန်ရ liberal water နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခြေနေလေးရှိလဲဆိုတာလေးလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အာကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အမှန်တမ်းပြောရမယ်ဆိုရင်တော့အာဟိုမြောက်ဒီမြောက်ခြေနေပါဟိုမြောက်ဒီမြောက်ဆိုတာ liberal ကိုပြည်သူတွေကလိုလားကြပါတယ်အများပြည်သူလိုလားကြပါတယ် ကျွန်တော်မေးရင်လည်းကျွန်တော်လည်းပြူလာပါတယ်။ဒါပေမဲ့ liberal ဆိုတဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်သိဖို့လိုပါတယ်။ liberal ရဲ့လူရင်းကိုပြောရမယ်ဆင်တော့မိမိနှစ်သက်ရာတစ်နှစ်သက်ရာကိုလောက်ဆောင်နိုင်ပါတယ်။သူတစ်ပါးကိုမထိကြိုက်ပါစေနဲ့။သူတစ်ပါးကိုထိကြိုက်လာပြီးတိုက်ရိုက်တော့၎င်းတွယ်ဝိုက်တော့၎င်းထိကြိုက်လာပြီးဆိုရင်ဒါ liberal မဟုတ်ပါဘူး။သူတစ်ပါးအပေါ်မှာဝန်ထုတ်ဖို့ဖြစ်လာပြီးစိတ်ပိုင်းဆိုင်ရာအကျိုးပိုင်းဆိုင်ရာအခြားသော နောက်ဆက်အဟံသားတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ liberal မဟုတ်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်။အဲတော့ liberal ဆိုတဲ့အရာကလက်ရှိမျိုးရှင်ဆုံးပြောရမယ်ဆိုတော့လူတူးချင်းတိုင်းဟာမိမိနှစ်သက်ရာတမွေးဝမ်းကြောင်းလုပ်ကိုလုပ်နိုင်တယ်။မိမိလုပ်တဲ့လုံဆောင်ချက်အတွေးအခေါ်ယူဆတဲ့ဟာသူတစ်ပါးအတွက်အများပြည်သူအတွက်နောက်ဆက်ဟန်တာအန်ရမဖြစ်ဘူးဆိုရင်နှစ်သက်အောင်လုပ်တယ်။ ဲတော့မိမိရဲ့လှုပ်ဆောင်ချက်ကြောင့်သူတစ်ပါးလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုထိခိုက်လာပြီဆိုလို့ရှိရင်ဒါတော့စစ်မှန်တဲ့ liberal ဟုတ်ဖဲနဲ့အကြဖက်မှုနဲ့မင်းမဲ့စရိုက်ဆန်တဲ့ဘက်ကိုဦးတည်သွားလိမ့်မယ်လို့ယူဆပါတယ်။အဲဒီမြန်မာပြည်သူပြည်သားတွေဟာမူရင်းကျွန်တော်တို့ရဲ့စရိုက်လက္ခဏာလေးများအရမြန်မာပြည်သူတွေဟာအင်မတန်ချစ်ဖို့ကောင်းပါတယ်။တို့နဲ့တို့ကုညီကြိုင်းပင်းကြတယ်ပေါ်ရွေကြတယ်ယူသားကြတယ် စေတနာတရာတာကောင်းကြပါတယ်။ဒါတွေကတော့အမြဲတမ်းကောင်းမြတ်တဲ့အစဉ်လာများဖြစ်ပါတယ်။အရိယာနေပြီးတော့ခေတ်ကာလကြာလာတာနဲ့ညကျွန်တော်တို့မြန်မာတွေရဲ့ရှင်ရင်းစွဲကောင်းမွန်တဲ့ဒလေးစီရိုက်တွေဟာပုံမူကောင်းမွန်လာမယ်။ပုံမူကျယ်ပြန့်လာမယ်။အစားမှမာရင်တဲ့အတွေးခေါ်တွေအယူအဆတွေမရှိသင့်ပါဘူး။ရှိနေတာဖြစ်တဲ့အတွက်အခြားသောလူပုဂ္ဂိုလ်တွေကိုတစ်ဖြတ်တာတွေနောက်ဆက်တာတွေဟန်တာတာတွေဟုတ်ခတ်တာတွေစော်ကားတာတွေ ဒါနေမှာတစ်စိမ့်ခုနောက်ပိုင်းမှာကျွန်တော်တို့ရံဖက်ပြူလာတဲ့အခြေအနေတွေထိရောက်ရှိလာတာဖြစ်တဲ့အတွက်မြန်မာပြည်သူတွေဟာ liberal ဆိုတဲ့အသုံးနှုန်းနဲ့အဓိပ္ပာယ်ကိုမမှန်ကန်ကန်ခံယူဖို့လိုပါတယ်။မိမိတို့မျက်သက်ရာဦးယုံကြည်ကိုယ်ပိုင်ဝင်ရှိတဲ့လှုပ်ဆောင်မှုရှိတဲ့သူတပားကိုမထိစိုက်စေဖို့တော့2 3ချက်တင်ပါတယ်။မြန်မာနိုင်ငံကတော့လက်ရှိအနေအထားရမိမိတို့ရဲ့အယူဆ အတွေးခေါ်ခံယူခြင်းနဲ့မတူညီဘူးဆိုလို့ရှိရင်ရန်သူလို့မှတ်ယူတဲ့အကြောင်းများဟာအမတန်မှားယွင်းတဲ့အချက်တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ထင်မြင်ယူဆပါတယ်အဆိုပါအယူအဆတွေကိုလည်းကျွန်တော်တို့ကပယ်ဖြောက်ဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံဟာတကယ်တမ်းကျတော့ရည်ကျဲမှုအစဉ်အတန်းနှိမ်ကြတဲ့နိုင်ငံတစ်ခုမဟုတ်ပါဘူးကျွန်တော်တို့ကနဦးပြောရတဲ့အတိုင်းအမေရိကန်ပြည်တော်စုဟာရည်ကျဲမှုသမိုင်းအစဉ်လား ကြီးမားတဲ့နိုင်ငံကြီးမဟုတ်ခဲ့တော့လေတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ခဲ့တယ်။မြန်မာနိုင်ငံဟာအမေရိကန်နိုင်ငံနဲ့မတူတဲ့အကြောင်းအရာအချက်လက်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့စီမားကိုပိုင်းစတာပေးယဉ်ကျေးမှုအခေယဒလိထုံတိုင်းအစင်လာတွေအများကြီးရှိပါတယ်။အဲ့ဒီအများကြီးတွေကိုတန်ဖိုးရှိအောင်လှပအောင်ပုံဖော်အမယ်အစားဆုံးရောက် liberal ယူဆတွေကြောင့်ပြုံဆိုးအခြေတန်ညံ့နှွမ်းမှုမရှိအောင် ကျွန်တော်တို့အားလုံးကပဲဘိုင်ဝန်ထိမ့်သိမ်းပြုစုလို့ထောင်ကြရမယ်လို့ခံယူပါတယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်ကျွန်တော်အနေနဲ့ခုဆက်လက်လေ့ကျင့်တာကတော့ liberal war နဲ့နိုင်ငံတွေမှာရှိတဲ့ဒုရရင်ချင်းမှုတွေအခြေခံအပေါ်တရားတွေကိုပေါင်းစပ်ပြီးတော့အစဉ်ပြေအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့နိုင်ငံတွေရှိပါသလားဆရာရှိရဆိုရင်နိုင်ငံတွေအကြောင်းလေးတွေလည်းအနည်းငယ်လေးရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ကမ္ဘာပေါ်မှာ liberal ကိုစနစ်ကျနဲ့မှန်မှန်ကန်ကန်ကျင့်သုံးနေတဲ့နိုင်ငံများစွာရှိပါတယ် အခုလက်ရှိကျွန်တော်တို့ဒေတာဘဲနိုင်ငံအနေနဲ့ပြောရမယ်ဆိုရင်တော့စင်ကာပူနိုင်ငံကိုပြောရမှာဖြစ်ပါတယ်စင်ကာပူနိုင်ငံဟာတကယ်တမ်းကျတော့ပေါက်သုံးရေတန့်တော့လုံလုံလောက်လောက်မရှိတဲ့မလေးရှားနိုင်ငံရဲ့တောင်ဘက်ဆုံးဆုံးကဂျုံလေးတစ်ခုပဲဖြစ်ပါတယ်အဲတော့မလေးရှားနိုင်ငံကနေခွဲထွက်ပြီးတော့စင်ကာပူရာဆိုတဲ့နိုင်ငံဖြစ်တည်ထောင်မယ်လို့တဲ့ချင်းမှာဝန်ကြီးချုပ်လီကွမ်ယူကသူ့နိုင်ငံကိုဒီလိုအခက်အခဲတွေကြားရတဲ့အနေနဲ့ဘယ်လိုတည်ထောင်ရမလဲဆိုတော့ တွေးဆပါတွေးဆတဲ့အချိန်တည်းမှာနိုင်ငံထဲမှာဒုံသန်တိုင်းဒီကျွန်တော်တို့ဒီစိတ်ကမ်းမြို့မြို့တာတာရှိတဲ့မြို့မှာလူစရိုက်ကြီးပေါင်းစုံရှိတဲ့လူပေါင်းစုံအထွာပေါင်းစုံရှိကြတဲ့အဲ့ဒီလူတွေကို စနစ်ကျဥပဒေလိုက်နာဖို့ပြီးတော့မှစီကံလိုက်နာဖို့သူတို့အလုပ်တွေစနစ်ကျလုပ်ဖို့ဒလီဆွဲနေတဲ့မျိုးစေဝါသုံးဆမှုတွေစသဖြင့်အဲ့ဒါတွေကိုသူစဉ်းစားပါတယ်စဉ်းစားတဲ့အချိန်မှာခုန liberal ဆိုတဲ့အယူဆအုပ်လေသူကအလေးထားခဲ့ပါတယ်အလေးထားပြီးတော့မှ နိုင်ငံကိုစနစ်တကျနဲ့ပြန်လည်တည်ထောင်တဲ့အချိန်မှာပေါ့ရီတန်းအောင်လုံလုံလောက်လောက်မရှိတဲ့နိုင်ငံဟာစင်ကာပူ city state လို့ခေါ်တာပေါ့ကျွန်တော်တို့မျိုးကဒီနိုင်ငံတော့အကြီးမဟုတ်ပါဘူးဒီမျိုးပြနိုင်ငံအဆင့်ရှိတဲ့ဟာက liberal ကိုအလေးထားတယ်ခုနပြောတဲ့အခြေအနေဆိုတွေအခက်အခဲတွေပေါင်းစုံကြကြုံဖြတ်ပြီးတော့မှစနစ်ကြတိဆောက်ပါတယ်ဘလို့တိဆောက်လဲဆိုတော့ခုနက စီကံရှိအောင်စနစ်စရာရှိအောင်ဥပဒေလိုက်နာအောင်လုံကြိုးစားအောင် work hard အစဉ်အနေ work smart လုံကြိုးစားအနေရောမှာအလုပ်ကိုထိထိရောက်ရောက်မှန်မှန်ကန်လုပ်ငန်းအောင်ကြိုးစားတယ်ပြည်သူတွေအားလုံးအကျင့်စာရိတ္တကောင်းအောင်လုပ်တယ်လုံလုံနေခြင်းကိုဂုဏ်ယူလေးစားတယ်မိမိလုပ်တဲ့အလုပ်ကိုလေးစားတယ်တန်ဖိုးထားတယ်တိုးတက်အောင် လုပ်တဲ့စနစ်တွေကိုပြုစုပြောင်းအောင်ပေးခဲ့ပါတယ်